အားလုံးပဲမင်္ဂလာပါခင်ဗျာ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions Player တွေအားလုံးပဲမင်္ဂလာပါကျွန်တော်အခု၃တောင်ပွဲကတော့အခုလင်းပြီးသွားတဲ့ Real Madrid အသင်းနဲ့ Barcelona အသင်းတို့ရဲ့ပွဲ El Clasico ဘာနဘောမှာကစားခဲ့တယ် Real Madrid အသင်းက2-1ဆိုတဲ့ရလာနိုင်ရတယ်ပွဲကဒီ El Clasico တွေရဲ့ထုံးစံအတိုင်းပဲဟိုတကယ် chaotic မြင်ဝင်နေလည်းမြင်ခဲ့ရတယ်ကျွန်တော်အနီးကပ်တွေတွေ့ရတယ် penalty တွေ့ရတယ် အပွဲပြီးကနေရန်ပွဲတွေတွေ့ရတယ်။ဆိုတော့အက်ကလစီကိုကိုပြန်လဲတိဆောက်ချင်းမှရှာဗီရှာဗီကနေပြီးတော့ဒီဟန်စီဖလစ်လက်ထဲကိုရောက်လာတယ်။ဒီဘက်မှာလည်းဒီအန်ချယ်လော်တီအရာအဲ့ဒါပြီးတော့အခုကျွန်တော်တို့ဂျာဗီအလွန်ဆိုဆိုတော့ဒီဘက်မှာတော့ဒါဂျာဗီအလွန်ဆိုနဲ့ဟန်စီဖလစ်ဒါမှဟန်စီဖလစ်ကတော့ပွဲပဲခံထားရတယ်ဒီနောက်ဆုံးကစားခဲ့တဲ့ဒီဟီရိုနာနဲ့ပွဲမှာเนาะဒါအနေထိကလို့ဒီပွဲမှာကွင်းအတွင်းမှာကြီးကြပ်လို့မရခဲ့ဘူးဒါပေမဲ့ ွဲကတော့ဒါသူပြင်ဆင်ထားတဲ့အသင်းသူ့အသင်းဟိုသူ့ရဲ့ idea အတိုင်းသွားခဲ့တဲ့ပွဲပဲသူ Real Madrid အသင်းက2-1နဲ့အနိုင်ရတယ်ဆိုတော့ဒီ summary နေနဲ့ပြောရရင်ဒီ Kylian Mbappe ဒီ94မိနစ်မှာကိုးစားသွင်းတယ် Bellingham ရဲ့လမ်းကြောင်းကနေပြီးတော့ဒါပေမဲ့မိနစ်30ကျော်မှာ Fabian Lopez က Rashford ရဲ့ဖန်တီးမှုကနေဆိုတော့ English ကစားသမား2ဦး assist ရခဲ့ပေါ့နော်ဆိုတော့ဒီ Fabian Lopez ကသွင်းပြီးတော့42မိနစ်မှာတော့ Bellingham ကဒါတပွဲလုံးရဲ့အနိုင်ကိုဖြစ်လာမယ်သွင်းကို မလီထောင်းထင်တယ်သူရဲ့ဒီကောင်းတိုက်ပြီးပြန်ချပေးတဲ့ဘောလုံးကိုအနည်းကတပ်ပင်လေးလုပ်ပြီးတော့ဒါဒါအသွင်းယူခဲ့တယ်ဆိုတော့ဒီ result နဲ့ပဲ2-1ဒုတိယပိုင်းမှာပြီးသွားတယ်နော်ဆိုတော့ပထမပိုင်းမှာဒီပြောစရာဖြစ်ရတဲ့အပြန်အလှန်ထိုးဖောက်မှုတွေအပြန်အလှန်ဆိုတာထက် Real Madrid ပိုကောင်းခဲ့ပါတယ် Real Madrid အခွင့်အရေးတွေအများကြီးရခဲ့တယ်ဖြစ်ရတဲ့အများကြီးရှိခဲ့တယ်ဒုတိယပိုင်းကတော့နှစ်သင်းစလုံးအခွင့်အရေးအများကြီးမရဘူးပွဲပြီးကနေမှဒီ Barcelona ဒါ Real Madrid ကိုထိုးဖောက်ဖို့အတွက်အပြေရှားမရခဲ့ဘူး ဒါပေမဲ့အပိုင်အခွင့်ရေးလို့ပြောရမယ့်အနေအထားတစ်ခု88မိနစ်မှာတော့ဒီ control ရခဲ့သေးတယ်ပေါ်ရေမန်းနဲ့ထိန်တာများသွားပြီးတော့ control လက်ထဲကိုရောက်သွားတယ်ဆိုတော့ဒီ real madrid ကပဲအခွင့်ရေးကိုဆက်ရလို့ပြောလို့ရတယ် kylian mbappe ကဒီပွဲရဲ့ဒါ man of the match ရခဲ့တယ်ဒီအရင်ကောင်းတဲ့ twin goal တကူတကယ်ကိုဒီကျွန်တော်တို့ဒီခဲတံရဲ့ခဲပြတ်တစ်ခုစာလောက်ပဲလူကတ်ကြုံပြီးတော့ကိုမရခဲ့ဘူးအဲပြီးတော့ဒီ ကိုးပြန်သွင်းယူနိုင်ခဲ့တယ်။အဲပြီးတော့တခါပနတီရတယ်။အဲ့ပနတီကတော့ရှက်သနီ save လုပ်သွားလို့52မိနစ်မှာအာ Real Madrid 3-1ဖြစ်မဲ့အခွင့်အရေးလက်လွတ်ခဲ့ရတယ်။ပြီးတော့ဒီ Battery ဒါပွဲပြီးကနေမှာဒီဒုတိယအဟွာနဲ့ဒီဂျော်မန်နီကိုဘောလုံးကိုလိုက်လို့ရနေထိတာပါပဲ။ဒါပေမဲ့ဝင်ပုံနည်းနည်းလေးလွဲတဲ့အခါကျတော့အဟွာကတော့ထိတယ်လေ။ဒုတိယအဟွာနဲ့ဟိုအနီးကအပြခံလိုက်ရတယ်။ Valencia ပြောနေတဲ့လူသားလဲခံရတဲ့အချိန်မှာ အဖြစ်ပြက်သွားတာတွေတွေ့ရတယ်အဲနောက်တစ်ချက်ကကျတော့ကျွန်တော်တို့ဒီနေ့ပြပါမယ့်အရာပြောဆိုဒါပေတော့ဆိုရင်အသင်442ကိုဒီ without ball အခြေအနေမျိုး442 shape တော်တော်လေးတော့အားတော့အားကောင်းတယ်ပြီးတော့တခါဒီ541ပုံစံနေလဲဒီ substitution နေအပြီးမှာဘောလုံးမရှိတဲ့အချိန်541ပုံစံအထိပိတ်သွားတာတွေ့ရတယ်တိုက်စစ်ပိုင်းမှာ Mbappe Vinicius Junior ကစားပုံတော်တော်လေးကောင်းတယ်ဘာဆိုလို့လဲအသင်းကိုတော်တော်ဒုက္ခပေးနိုင်တယ် တို့ရဲ့ဒီ diagonal runs တွေကလည်းဘာစလိုနာကိုတော်တော်လေးထိန်းချောက်နိုင်ရဲ့။နောက် Bellingham ကဒီညာချမ်းညာတောင်မှာထွက်ကစားလိုက်ပြီးအတွင်းကိုပြန်ဝင်လိုက်။ Camavinga ကညာတောင်မှာထွက်သွားလိုက်သူတို့ position နဲ့ switch တွေ့ရတယ်။ Camavinga ကညာတောင်မှာတွေ့ရတယ်လို့အတွင်းကိုဝင်တယ်ချော်မန်းလေးနဲ့ဝင်ပြီးတော့ဖျားကောင်းနဲ့ကစားတယ်။အဲ့ဒီအချိန်မှာ Aragola ကဒီ central zone ကိုဝင်လာလိုက်ညာကိုထွက်လိုက်ဘယ်ကိုပြန်ဝင်လိုက် position နဲ့ rotation တွေကိုမြင်ရတယ်။အဲအဲ့လိုပဲဒီဘယ်လိုခေါ်မလဲဆိုတော့ position ဘောလုံးကင်ပြီးကစားဖို့ထက် vertical run နေပြီးတော့ဒီဟိုဒီ speed ကိုသုံးပြီးအမြန်နှုံးကိုသုံးပြီးတိုးဖောက်ဖို့ပဲ real madrid တိုးစားတော့တွေ့ရတယ်အဲ pressing ကတော့လုတ်တော့လုတ်တယ်အရင်ကြီးဟိုပြောပါလောက်စရာမရှိဘူးဒါပေမဲ့ barcelona ကိုအခက်တွေ့စေခဲ့တာတော့အမှန်ပဲအဲ့တော့ဒီ barcelona ကကြတော့ဒီ shape က433ကို yamal နဲ့ rashford နဲ့ wide area တွေမှာကစားပြီးတော့ဒီ san lorenzo ferran torres ဆိုတော့တိုက်စစ်ပိုင်းကတော်တော်အားနေတယ် barcelona ဒီနေ့တိုက်စစ်ပိုင်းက ဘလုံးလည်းကောင်းကောင်းမရသလိုဒီ space ဒီလည်းအများကြီးသူတို့မဖန်တီးနိုင်ဘူးအကွင်းလည်းမှာတော့ battery နဲ့ farming နှစ်ယောက်က rotate လုပ်ပြီးတော့ rotate လုပ်ပြီးတော့ဒီ central zone မှာအသာစီးရဖို့ဒီ real madrid မျက်ခြေပြတ်ဖို့စူးစမ်းခဲ့တာရှိပြီမဲ့ madrid ကတော်တော်လေး combat ဖြစ်တယ်ဒီဘွဲမှာသူတို့ရဲ့ဒီဖြတ်အားရောလှုပ်အားနှုံးရောအတင်းလိုက် balance ရောတော်တော်ညီတဲ့အတွက် barcelona တုတ်ခရောက်ခဲ့တယ်ပြီးတော့ barcelona ပုံမှန်အားဖြင့် barcelona ရဲ့ pressing တွေကအလုပ်ဖြစ်ပြီမဲ့ ဒီဘွဲမှာတော့အလုံးမဖြစ်ဘူး distracted ဖြစ်နေတယ်။မကြာခဏဆိုသလိုဒီ Real Madrid က press break လုပ်လုပ်ပြီးတော့ကြော်ကြော်ထွက်သွားမှုလည်းတွေ့ရတယ်။ဆိုတော့အဓိကပြဿနာက recognize striker မရှိတာပဲ။ Lewandowski မရှိခြင်းကတော်တော်လေးကိုဒီဒီလိုပွဲမျိုးမှာတည်တာလို့ပဲပြောရမှာတခြားပွဲတော့သိမသိတာပါဘူး။ဆိုတော့ Ferran Torres အလုံးမဖြစ်သလိုနောက်ပိုင်း Marcus Rashford central zone ကိုဝင်လာတယ်။အဲ့ဒီအချိန်မှာလည်းသိပ်ပြီးတော့အလုံးမဖြစ်ဘူး။ဆိုတော့ဒီဘာစလိုနာမှာအားနည်းချက်တွေရှိခဲ့တယ်ဆိုတော့ဒီဘက်မှာအထိကဟို key performer ဒီကိုပြောမယ်ဆိုရင်ကျွန်တော်ဂျွတ်ပယ်လင်ကမ်တကယ်ဟို match winner ဖြစ်တယ်လို့ဟိုကစားပုံကိုတိဖြတ်အားရောလှုပ်အားနှုံးရောပြီးတော့ဖန်တီးသွားတဲ့ဘောလုံးပြီးတော့တွင်းသွားတဲ့ကိုတော်တော်လေးကောင်းတယ်အသင်းရဲ့ control tempo အတွက်လည်းလှုပ်လှုပ်ပေးတယ်ဝင်းနဲ့တိုက်စစ်ချိန်ဆက်ပေးတဲ့အလုပ်တွေကိုလှုပ်လှုပ်သွားတယ်ဆိုတော့ဂျွတ်ပယ်လင်ကမ်ရဲ့ဒီဘွဲအရေးသွေးကတော့တော်တော်အားကောင်းတယ်ပြီးတော့ဒီ Kylian Mbappe က Real Madrid အသင်းရဲ့ threat တွေအဆမပြတ်လုံနေတာတွေ့ရတယ်။ Vinicius Junior ကလည်းဟိုပြောစရာဖြစ်ခဲ့ပေမဲ့ကစားတဲ့အချိန်မှာ ကောင်းတယ်ဒီ penalty ကတော့သူကြောင့် penalty ရအောင်လို့ဖြစ်ခဲ့ရင်မဲ့ဟိုသူကအကန်ကိုရမား6ရောက်ကိုဟိုတွားပြီးတော့ကန်ပြီးလို့ဖြစ်သွားလို့ penalty မရခဲ့ဘူးဆိုတော့ဒါတော့ VAR ဆုံးဖြတ်ချက်မှန်တယ်လို့ပဲထင်တယ်ဆိုတော့ဟိုခြုံပြီးပြောရင်တော့ Real Madrid ဒီပွဲကတကယ်ကိုနိုင်သင့်တဲ့ပွဲဆိုတော့ဒီပွဲပြီးကန်ဒီမှာတော့နှစ်သင်းသလုံးဒါရိုးရိုးသေးသေးကြီးဖြစ်သွားတာတွေ့ရပြီမဲ့ထားတော့ဒီအဲ့ပြီးတော့ Venice ကျော်နေလူသားလဲခံရတဲ့အချိန်အဲ့လိုအပြုတ်မှုမျိုးကတော့မလုပ်သင့်ဘူးလို့ပဲပြောရမှာပဲဆိုတော့ကိုယ်အသင်းဖော်တွေကိုလေးစားတင်တယ် ဒီ Rodrigo ပေါ့နော်အထူးသဖြင့်ဆိုလေးစားတင်တယ်ဆိုတော့ဒါပေမဲ့အလုံးဆိုလဲစိတ်ဆိုးနေဝင်ရတယ်ထွက်လာတော့မနှုတ်ဆဲသူလဲကိုဒီဝယ်လေကနေတန်းဝင်သွားယူတော့မှကွင်းနဲ့ပြန်လာတာတွေ့ရတယ်ဆိုတော့ဒါ Real Madrid 2-1 Barcelona ပွဲနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့တာပါကျေးဇူးအားပေးကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်